ရှင်တို့ပါလို့တအားတွေလောပါကြည်ဟာလေဟာလေအားလုံးပဲမင်္ဂလာပါရှင်ဟုတ်ကဲ့ဒီတစ်ခါပြောမယ့်ခေါင်းစဉ်လေးကတော့ရှင်တို့တွေပါလို့တအားလောပါကြည်ဆိုတဲ့ခေါင်းစဉ်လေးပဲဖြစ်ပါတယ်ဗီဒီယိုထဲမှာလေးနည်းနည်းလေးပွားမှာဆိုတော့တစ်ခါတည်းပွားလိုက်မိပေါ်မှာဆိုလို့အပိုင်းစနဲ့ခဏခဏပွားမှာဖြစ်ပါတယ်လက်ဖြစ်ဒီတစ်ခါဗီဒီယိုထဲမှာပွားမယ့်အချက်တွေကတော့ဒါလေးတွေပေါ့နော်ဒါဆိုရင်တဲ့ဖြည့်ဗီဒီယိုကိုဆက်ပြီးကြည့်လိုက်အောင်เนาะပေါ့ဝမ်းမှာပြောမယ့်အချက်တွေကတော့ဒီ၃ချက်ဖြစ်ပါတယ် ကဲပထမအုပ်ဆုံးကတော့ဂျာမန်စာက6လတဲ့နဲ့ပြက်လာဂျာမန်စာကို6လတဲ့နဲ့ B1 B2 ရနိုင်လားလို့တချို့ကမေးကြတယ်ပေါ့နော်ဆိုတော့ပြောရမယ်ဆိုရင်ဂျာမန်စာကလွယ်လည်းမဟုတ်ခက်တယ်လည်းမဟုတ်ဘူးဒါပေမဲ့နေစဉ်လုံးဝဂျာမန် only ပဲကြင်နေမယ်အချိန်ပေးပြီးတခြားကြင်တယ်စာမစာပဲဂျာမန်စာပဲလုပ်နေမယ်ဆိုရင်တော့ရကျင်နေရမှာပေါ့နော်ဒါပေမဲ့လူတိုင်းအတွက်မဟုတ်ပါဥပမာလက်ဖြူဆိုရင်တော့လက်ဖြူ6လတဲ့နဲ့လုံးဝဂျာမန်စာ B1 B2 ဒီမရောက်နိုင်ပါလက်ဖြူရအောင်တော့အဲ့လောက်ထိ မမီဘူးပေါ့နော်အဲ့လိုတိကောင်းမနေဘူးနော်ဆိုတော့တချို့အရန်ညံကောင်းပြီးတော့တပီတော်ပီတမားတွေဆိုရင်တော့ရံကောင်းရနိုင်မယ်ဒါပေမဲ့လူတိုင်းတော့တော့မဟုတ်ဘူးပေါ့နော်ဒါဖြစ်ဒီမှာပြောချင်တာနောက်ပြီးတော့တချို့တင်းတန်းနေရှိတယ်အာဂျာမန်စာ6လာတဲ့နဲ့အပြက်ဘယ်လောက်ရမယ်ဘယ်လေဘယ်ရမယ်ဟုတ်တယ်တင်းတန်းတွေကတင်ရိုးပြီးအောင်ဘုံဘုံဘုံနဲ့တင်သွားလို့ရတယ်ဒါပေမဲ့တကယ်တကယ်စာလိုက်လောက်ရမှာကိုပါကိုနားလည်မှရပါမယ်ကိုနားလည်မှကို ဖြည့်တတ်မယ်ကိုစာရမှာကိုစမေးပွဲအောင်မယ်ပေါ့နော်တည်တည်ချာချာစမေးပွဲအောင်မယ်စာရပြီးစမေးပွဲအောင်မှလည်းကိုလုပ်ငန်းခွင်နဲ့ရောက်တဲ့အခါအဆင်ပြေမယ်လို့ကြောင်းတက်တဲ့အခါမှာဆိုလဲစာတွေပို့ပြီးလိုက်နိုင်မယ်ပေါ့နော်အတိချာနည်းနဲ့ဂျမစာကိုအချိန်လေးပေးပြီး focus လုပ်ပါဒီတိုင်း6လတွင်ဘန်ဘန်ဘန်နဲ့ပြီးသွားပြီးမှကြာနေမှာထဆိုင်ရပေါ့နော်ဆိုတော့အရင်လောပါမကြည့်ပါနဲ့ဖြည်းဖြည်းချင်းတစင်ချင်းစာလုပ်ပြီးတော့စူးစမ်းတော့ပါလို့လည်းပြပြချင်ပါတယ်ဆိုတော့နောက်တစ်ခုရှိတယ်ဂျာမန်လုံးတက်ဘူးအင်္ဂလိပ်လိုတော့နည်းနည်းရတယ်ရလား ဒါမှမဟုတ်တချို့ကြောင့်လည်းအင်္ဂလိပ်စာလည်းမရဘူးဂျာမန်လိုလည်းမတတ်ဘူး auswahl လို့လုပ်လို့ရတာဆိုတာလေတချို့လည်းပြုံးမိကြတယ်။ Okay ဒီမှာလည်းပြုတစ်ချက်လောက်ပြပြချင်တာရှိပါတယ်။ကိုလာမာကဂျာမနီပါ။ဂျာမနီမှာဘာစကားပြောလဲ။ German စကားပြောပါတယ်။နောက်ပြီးတော့ကို လေစိတ်စာစင်ကတဲ့ကဒီစိတ်မှာတော့ international မဟုတ်လို့အင်္ဂလိပ်လိုရှိကောင်းရှိမယ်။ဒါပေမဲ့ Bahnhof ရောက်တဲ့အထိ Bahnhof ကထွက်ရင်အကုန်လုံးက German လူတွေများပါတယ်။ German လူတွေကြီးပါပဲပေါ့နော်။နောက်ကိုဈေးဝယ်မဲ့အခါ ဈေးဆိုင်မှာလည်းရေးထားတာဂျာမန်လိုတွေပါပဲရောင်းတဲ့မိန်းမလည်းဂျာမန်လိုပဲပြောပြီးရောင်းมาဖြစ်ပါတယ်နောက်တစ်ခုရှိသေးတယ်လက်ဖီရိုအရန်ဒီအော့စလန်ဒါရရဲ့ချစ်တဲ့အော့စလန်ဒါဘီဟိုတာပေါ့နော်သူတို့ ਨੇ ပြောရင်လည်းများတော့အပြန်ဂျမန်လိုပဲပြောရပါတယ်။အင်္ဂလိပ်လိုပြောလို့မရဘူးလားဆိုရင်တော့ပြောလို့ရပါတယ်။လက်ဖြူစတာချင်းရောက်တော့ဆိုလည်းအင်္ဂလိပ်လိုပဲပြောရပါပဲ။ကိုကဂျမန်လိုမှတိတ်မတက်တာနော်။မင်းတို့တွေတော်တော်များများကဂျမန်လိုပဲပြန်ပြောတာများပါတယ်။ပြီးရင်ကိုကတခါတလေနားမလည်ပြန်လဲဟောက်ပါသေးတယ်သူတို့ကခါတလေပေါ့နော်။လက်ဖြူကတော့ခံရရတယ်ဟောက်ခံရတယ်။ နော်နောက်ပြီးတော့တော်တော်များများဒီရုံမိုက်ဆိုင်ရာတွေတော်တော်များများလည်းဂျာမန်လိုပါပဲလဲပြူတို့ចောင်းသူចောင်းသားတွေမှာတော့လဲပြူသိမပြောတတ်ဘူးဒါပေမဲ့ဒီအေခန်တဲ့ case တွေမှာဆိုရင်လဲပြူတွေ့ရသလောက်ဆိုရင်အကုန်လုံးကဂျာမန်လိုပဲပြောရပါတယ်ဒီ behavior တွေ MD ကလည်းဒီဂျာမန်လိုပြောတယ်ကို email တွေရေးတဲ့အခါမှာလည်းဂျာမန်လိုပဲရေးရပါတယ်ကိုက English လိုရေးမိတဲ့အခါကျရင်တို့ကပြန်လာပြီးဂျာမန်လိုပဲရေးပြပါဆိုပြီးတော့စပြန်လာပါတယ်လဲပြူလည်းအဲ့တခါမေးကြည့်ရဲ့လဲပြူဒီကောင်လေးရဲ့ တန်ခင်းခြင်းပေါ့နော်။ तू ကဒီအောက်စလန်တော့ဘယ်လိုရမှာလဲ။ဟဲ့ကဘာလို့ငါတို့အင်္ဂလိပ်လိုရေးလို့မရတာလဲ။ဘာလို့အင်္ဂလိပ်လိုငါတို့ပြောလို့မရတာလဲ။ဆိုတော့သူတို့ဒီဂျာမန်ဒီအစိုးရအရုံတွေဖြစ်တဲ့အတွက်ပေါ့နော်။အင်္ဂလိပ်လိုပြောတဲ့အခါကျရင်ဒီအထူးသဖြင့်ဒီ Ekanic case တွေမှာဆိုရင် illegal ဖြစ်တယ်ပေါ့နော်။ဆိုတော့သူတို့ဒီဂျာမနီမှာလည်းစကားပြန်နေရှိပါတယ်။ဒါပေမဲ့စကားပြန်နေခေါ်တဲ့အခါဆိုရင်လည်းပတ်စံပေးရတယ်ပေါ့နော်။ဈေးကြီးတယ်ပေါ့နော်။ဒီတိုင်းဟို case တွေမှာ interview ဖြေလို့စကားပြန်ခေါ်ပေးတာတော့ဒါနိုင်ငံတော်သူတို့ဟိုဘက်ကရှင်းမှာပေါ့နော်နောက်တစ်ခု okay ကိုကဖြားပြီကိုကစိတ်ကန်းသွားတယ်စိတ်ကန်းဆရာဝန်ကိုချမှန်လူတွေပြောပြီအဲတချို့ကပြောကြတာဟင်းဆရာဝန်နေတော့ဖြစ်နေရဆရာဝန်နေတော့တော့အင်္ဂလိပ်လိုမပြောတတ်ဘူးလားအင်္ဂလိပ်လိုပြောရဆရာဝန်လည်းရှိမှာမပြောရဆရာဝန်လည်းရှိမှာဒါပေမဲ့တော်တော်များများဒီတိတ်မပြောကြဘူးပေါ့နော်ဂျာမန်လိုပဲပြောကြတာများတယ်အဲ့ဒီအခါကျတော့ ကိုဟာကိုဖြစ်တဲ့ဟာလဲသူကောင်းကောင်းမပြောနိုင်သူပြောတဲ့ဟာလဲကိုကနားမလဲဖြစ်တတ်တယ်နောက်တစ်ခုအင်ရှင်အင်ငားတွေမှာလည်းဂျာမန်လိုပဲပြောတာများပါတယ်။ဒီလိုပြောရရင်အင်ရှင်မရှိဘူးလား။ရှိတော့ရှိတယ်။ဒီအင်္ဂလိပ်လိုပြောတဲ့လူတွေလည်းရှိရပေါ့နော်။ဒါပေမဲ့များသောအားဖြင့်တော့ဂျာမန်လိုပဲပြောပါတယ်။နောက်အင်စာချုပ်စာတန်းတွေဆိုရင်လည်းဂျာမန်လိုပဲလာတာဖြစ်ပါတယ်။ကိုကအမှဂျာမန်လိုသိပ်မတက်တဲ့အခါကျတခါတလေခံရတတ်တယ်ပေါ့နော်။ဟိုတူတူချာချာစစ်စစ်မလုပ်တဲ့အလုပ်လုပ်တဲ့အခါမှာ English လို့ပဲတက်တယ် German လို့မတက်ဘူးအလုံးမရနိုင်ဘူးလားအဲ့လိုတော့လည်းမဟုတ်ဘူး English လို့ပြောလို့ရတဲ့အလုပ်တွေရှိတယ် International အလုပ်တွေရှိတယ်ဒါပေမဲ့သူများတွေကအလုပ်15ခုအခု20လောက်ရနေတဲ့အချိန်မှာကိုက English လို့ပဲပြောတဲ့အလုပ်ပဲရှာတဲ့အတွက်3နှစ်ခုလောက်ပဲရတာမျိုးရှိတယ်ရတဲ့နေရာတွေကလည်းဝေးတာတို့ကိုနဲ့အဆင်မပြေတာတို့ဖြစ်တဲ့အခါကျကိုမှ chance ကနည်းတယ်ကွာကိုကအကယ်၍အဲ့ဒီနေရာမှာသာ English စာလေးရတယ် German လို့ကရတယ်ဆိုရင်ပို့ပြီးတော့ chance ပိုများတယ်နောက်ပြီးတော့ကိုက German လို့တိတ်မတက်တဲ့အခါကျအလုပ်ထဲမှာ တချို့တွေနှိမ်ခံရတာရှိပါတယ်ပူပြီးခိုင်းခံရတာတွေရှိပါတယ်ဒါလက်ဖြူဒီတိုင်းစကားနဲ့ပြောတာမဟုတ်ပါဘူးလက်ဖြူကိုယ်တိုင်နဲ့ကြုံတွေ့ခဲ့ရတာရှိရယ်လက်ဖြူရဲ့အသည့်တွေပြောပြတာတွေလည်းရှိရယ်သူတို့ဘယ်လိုတွေကြုံတွေ့ရတယ်ဆိုတော့အဲ့တော့ဒီတိုင်းဂျာမန်လိုတလုံးမမတက်ပဲဖြုံတိုင်းရောက်လာမှာအထက်ပေါ်မနီယိုမလာခင်ပို့ပြီးတော့ဂျာမန်စာလေးတိတ်ချလောက်ပြီးတော့ prepare လုပ်စေချင်တယ်လို့ပြောချင်ပါတယ်နောက်ခုရှိသေးတယ်အော်စပီရိုနဲ့လာမယ်ဂျာမန်စာတက်မှရမှာလားအင်းဒါလေးတော့တခုပြောချင်တယ် အော်စဝေဒွန်နိုင်တော့ချန်ပီယံစာတက်ရမယ်လို့တော့လက်ပြမပြောဘူး။ဘာလို့ဆိုတော့ तू အော်စဝေဒွန် तू မိချန်နဲ့ तू तू နေပဲနဲ့ तू ဆိုတော့ဒါကတော့တပိုင်ပေါ့။ဒါပေမဲ့အထူးသဖြင့်နန်းစင်းအော်စဝေဒွန်တက်ချင်တဲ့လူတွေတော်တော်များများတချို့မိကြတယ်။ဂျာမန်လိုမရဘူး။ဂျာအော်စဝေဒွန်တက်ချင်တဲ့ဂျာမန်လိုရမှလာမှလားဆိုတဲ့လူတွေအတွက်ပေါ့နော်။ဒီဗီဒီယိုလေးရတော့။ဆိုတော့ဒီမှာလည်းပြပြပြချင်တာက okay လက်ပြတို့တန်ရိုးရိုးလေးပဲစဉ်းစားကြည့်ကြမယ်။လက်ပြတို့ဂျာမနီမှာအော်စဝေဒွန်လောက်မယ်။လက်ပြတို့ တင်ရမှာကဒီ flavor အကြောင်းတွေက German လိုတွေကြီးပဲတင်ရတာပါ။တင်နေဆရာမကလည်း German ပဲပေါ့နော်။ German ဆိုဒီ German လိုပဲပြောမှာ။ကိုယ့်ရဲ့ attendant colleagues တွေကလည်း international သမားတွေရှိတယ်ဆိုပေမဲ့တန်းတန်းလုံးမှာ9ယောက်လောက်ပဲရှိတာပါ။သူတို့တွေအောက်ဆလန်ခေါ်တဲ့နေရာမှာလည်းသူတို့ ratio နဲ့သူတို့ပေါ့နော်ဟိုအောက်ဆလန်နာများတဲ့ဒီ group တွေ batch တွေလည်းရှိရှိမဲ့ဒါပေမဲ့လက်ဖြူတို့ကြောက်မှာဆိုရင်တော့28ယောက်မှာဒီ25ယောက်က German နေဖြစ်ပြီးတော့ Janet လက်ဖြူအပါအဝင် Janet 2ယောက်ရယ် ဒီစုစုပေါင်း၃ယောက်ပဲဒီ international student ဖြစ်တာပေါ့နော်ဆိုတော့အကုန်လုံးက German လူတွေပြောပါတယ်အဲ့ဒီအချိန်မှာကိုယ့်လိုကိုယ့်အတွက်တည်တဲ့ B1 level တွေ B2 level တွေပြောမပေးနိုင်ပါဘူး C1 level တွေ C2 level တွေနဲ့ကိုလွတ်ပြောတာပါအတန်းထဲမှာကအဲ့တော့ကိုကသူတို့နဲ့စာရေးလိုက်ရတယ်သူတို့နဲ့ presentation တွေထိုင်ရတယ် presentation တွေလုပ်တဲ့အခါမှာဒီ group work တွေ team work တွေလုပ်တဲ့အခါမှာကိုကဂျာမန်လိုမတတ်အဖယ်ခံရပါတယ်ကိုနဲ့ဆိုရင်အာ तू နဲ့ဆို group work မလုပ်ချင်ဘူး तू နဲ့ဆိုရင် team မဖွဲ့ချင်ဘူးဘာလို့လဲ तू ကဘာမှမလုပ်တတ်ဘူး तू ကဘာမှမပြောတတ်ဘူးနားလည်းမလဲဘူးအဲ့လိုမျိုးတွေဖြစ်တတ်ပါတယ် okay ဒါက theory ဘိုင်းပဲရှိသေးတယ်နော်စေးုံရောက်သွားပြီစေးုံမှာတွေ့မယ်ကိုရဲ့အထက်က nest တွေအကုန်လုံးကလည်း German လိုပဲပြောပါတယ် English လိုပြောတဲ့ nest တွေတော့ရှိကောင်းရှိမယ်ဒါပေမဲ့ရှားရတယ်ပေါ့နော်နဲတယ်ပေါ့နော် German လိုပဲပြောပါတယ် ကိုကိုအမိန်ပေးမယ် order ပေးမယ်ဆရာဝန်တွေကလည်းဂျာမန်လိုပဲပြောတာဖြစ်ပါတယ်ကိုတွေ့မဲ့လူနာတွေကလည်းဂျာမန်လိုပဲပြောပါတယ်နိုင်ငံခြားသားလူနာတွေရှိတယ်တချို့ဆိုတူရကီကလာတယ်တချို့ဆိုတရုတ်ပြည်ကလာတယ်တချို့ဆိုဂျပန်ကလာရှိတယ်ဒါပေမဲ့များသောအားဖြင့်လည်းဂျာမန်လိုပဲပြောရပါတယ် international ဒီ patient တွေဆိုရင်တော့ဒါအင်္ဂလိပ်လိုကိုကပြောလို့ရတယ်ဒါပေမဲ့ ကိုကအရင်ဆုံးဆရာမတွေပေးတဲ့ order ဒီဆရာဝန်တွေပေးတဲ့ order ကိုနားလည်မှရပါမယ်။နားမလည်ဘဲနဲ့ကိုကပါရာစီတမောလောက်တလုံးလောက်နားလည်ပြီးတော့ဆေးတွေပေးမှားပေးပြီးတော့မှ "तू ဟဲ့မဟုတ်ဘူး तू ကပါရာစီတမော allergic ရှိတယ်လို့ပြောတဲ့ဆိုရင်တခုခုဖြစ်လို့မတမတော်လို့ဒါပါရာစီတမောတော့ဒါတပိုင်းပေါ့နော်ပျော့တာပေါ့နော်။ဒါပေမဲ့တခြားအရေးကြီးတဲ့အကြောင်းအရာတွေမှာကိုကလွတ်ပြီးနားမလည်လိုက်လို့လူနာတခုခုဖြစ်နေထိုင်ကိုပြဿနာတက်ပါတယ်။ဟောကိုကလုံးဝ ငါအင်္ဂလိပ်စာရတာပဲဘာလို့အောက်စပီနိုမရတာလဲဆိုတာမျိုးကြီးထပ်ပေါ့နော်လောဘမကြည့်ပါနဲ့ဂျာမန်စာသေးတေချာလောက်ပါအောက်စပီနိုလောက်ချင်တယ်ဆိုရင်အချိန်ပေးပါ focus တေချာလောက်ပါပြီးတော့မှအောက်စပီနိုတွေပဲ apply လုပ်ပါလက်ဖြူရဲ့ power လေးကတော့ဒီလောက်ပါပဲဆိုတော့လက်ဖြူရဲ့ part 2မှာလာမယ့်ကောင်းစဉ်လေးတွေကိုလက်ဖြူဒီမှာခြားပြပါမယ်เนาะ See you in the next video bye bye chuzi coffee